ခုနောက်ပိုင်း MPL တွေမှာချစ်လောင်ကြီး DB နှစ်ကွက်ကိုဟီရိုမျိုးစုံနဲ့တွဲပြီးတော့တုံးကြတယ်တယ်လီပေါ့နှစ်ကွက်ဖြစ်တဲ့အတွက်ထုံးစံအတိုင်းပဲဂန်ဂင်တွေကိုခဏခဏအဆက်မပြတ်လှုပ်လို့ရတယ်ဒီ draft ကပုံပြင်လင်းလင်းပြောမယ်ဆိုရင်အာလီတမနစ်ချားတစ်ခါအသေးလိုက်ချမဲ့ draft မျိုးပေါ့ coach တွေကလည်းချစ်လောင်ကြီးကို hero composition မျိုးစုံနဲ့တွဲပြီးတော့တုံးကြတယ်ဒီမှာဆိုရင်ချစ်လောင်ကြီးနဲ့ရှေ့က federin ခေါင်းတိုးပြီးလိုက်ချတယ်ပြီးတော့ပကွီတိုလို့ best damage ကောင်းရဲ Harry ရဲ့တစ်ဖက်က Liquid PH ရဲ့ Champion Draft ကကြတော့ချစ်လောင်ကြီးကိုမှ Harabusa နဲ့အသေးလိုက်ချတာမျိုးအဲ့ဒီလိုမျိုး TP နှစ်ကွက်နဲ့တမနစ်ချားတခတောက်လျှောက်တွေဂန်ကင်လောက်တဲ့ play style မှာ Onyx Indo အနေနဲ့ Last Pick ကိုကာချာတွဲထုတ်သွားတာအစကတော့ကျွန်တော်စဉ်းစားနေတာဒီကာချာကြီးကို retrieve ပေါက်ရတာလဲတာတယ်ရီ lore တွေမှာ confirm မဖြစ်ဘူးတခြားတန့်ဂျန်ဂလာရင်နဲ့ရှင်မယ်ဆိုရင်လဲအဲ့လောက်ထိလဲမမာဘူး အဆစင်လောက်လည်း damage မထွက်ဘူးဆိုတော့ဒါဘာလို့ပစ်လဲပေါ့လေနောက်ပိုင်းအင်ခင်ရောက်မှတေချာတွေ့တယ်ဆရာသမားကြီးကဘယ်ဟုတ်မလဲတမနစ်ချားတခါကို TB နဲ့ကာကြာတကောင် pick off တယ်ဆွဲဖြတ်တယ် brother တို့လည်းသိတဲ့အတိုင်းအခုနောက်ပိုင်း purifying တွေဆောင်းရဲမဲ့တာပြီးတော့ကျန်းနေတဲ့အချိန် pick off တွေအတွက်ကတကောင်တကောင်ဖမ်းဖို့တော်တော်ကြောင်ပြောက်တယ်အဲ့လိုအချိန်မှာကာကြာလို suppress တဲ့ဘာနဲ့မှ immune လို့မရတော့ onion indo ရဲ့တမနစ်ချားတခါဂန်ကင်တွေက တော်တော်လေးအလုပ်ဖြစ်တယ်။အော်ဒါနဲ့ကာဂျာရဲ့ passive နဲ့ spare တွေအကုန်လုံးမှာ paralyze ဆိုတာပါတယ်။သူ့ရဲ့ passive နဲ့ပဲဖြစ်ဖြစ် skill တွေနဲ့ပဲဖြစ်ဖြစ် သုံးမယ်ဆိုရင် အခုလိုမျိုးအောက်ကအမှတ်လေးပေါ်မယ်။ paralyze ဖြစ်နေတဲ့အချိန်မှာ enemy ကိုဆလိုးမယ်သူတို့ရဲ့ damage output ထွက်လာတဲ့ဟာကို reduce လုပ်မယ် short ချမယ်ဆရာက on နဲ့တွဲထားတဲ့ tb နှစ်ကောင်ကိုမှကာဂျာရဲ့ site lane နှစ်ကောင်ကလည်း marsha irithe ဆိုတော့တကယ်တကယ်တမ်းကာဂျာ paralyze လုပ်ထားတဲ့ကောင်ကို ဝင်ကောက်တဲ့အခါမှာတော်တော်လေးကို comfort ဖြစ်တယ်တော့ကဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတူတရားရှင်းတဲ့တိုင်ကိုကျေးဇူးများကြီးတင်ပါရစေ။ကျွန်တော်နောက်ပိုင်း FPN နဲ့ပတ်သက်တဲ့ဗီဒီယိုတွေလည်းအများကြီးလာပါမယ်။ ကျွန်တော်ကတော့ခေစည်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမှာပေါ့ဘိုင်ဘိုင်